ဆင့်စီမံကိန်းပေါ်ထွန်းလာခဲ့ပါတယ်1998ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတော့ရေရက်သင်္ဘောချင်းကိုရေရက်သင်္ဘောချင်းဌာနချုပ်အဖြစ်ဌာနကြီး၄ခုနဲ့ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ် 1998ခုနှစ်ဧပြီလ30ရက်နေ့မှာဒီလဝါသင်းမောခြင်းပထမအဆင့်စီမံကိန်းကို စာချုပ်ချုပ်ဆိုပြီးစတင်ခဲ့ပါတယ်။2001ခုနှစ်ဩဂုတ်လ22ရက်နေ့မှာတော့ဤတဲ့သင်းမောခြင်းဌာနချုပ်ကိုထပ်မံတိုးချဲ့ပြီးဌာနကြီး9ခုနဲ့ပြင်ဆင်ပြောင်းလဲဖွဲ့စည်းပြီး2002ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာဒီလဝါသင်းမောခြင်းပထမအဆင့်ပြည်စီပြီးဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ဤတဲ့သင်းမောခြင်းဌာနချုပ်အနေနဲ့ရင်းရင်းပြုပြင်ရေးနဲ့တည်ဆောင်ရေးလုပ်ငန်းတွေကို အရှိန်ဟုန်မြင့်ဆောင်ရွက်လျက်ရှိပြီးခင်မီအစဉ်မြင့်တဲ့စီရင်ရင်များတိဆောက်နိုင်ရေးအတွက်တမတော်အကြီးအကဲရဲ့လမ်းညွန်ချမ်းတဲ့အညီပုံမတို့တက်ခင်မီအောင်ဆောင်ရွက်လျက်ရှိပါတယ်နထောင်ပြင်းနဲ့နောက်ပိုင်းမှာစည်ရည်ရည်များကိုဝယ်ယူအင်အားတိုးချဲ့ရမှာကိုပိုင်ဒီဇိုင်းနဲ့တိဆောက်ထုတ်လုပ်မှုကို အရှိန်မြင့်ဆောင်ရွက်လာခဲ့ပါတယ်။ စင်မလိုက်တင်မောခြင်းမှာတိဆောက်တဲ့ပထမဆုံးခေါ်ဘက်စီရင်ရင်စီရင်ရင်အနော်ရထားကိုတော်ဝင်နိုင်ခဲ့ပြီးပထမဦးဆုံးဒုံးပြန်တဲ့ free gate စီရင်ရင်အောင်စင်ရကိုကိုပိုင်ဒီဇိုင်းနဲ့ရည်ရဲတင်မောခြင်းဌာနချုပ်မှတိဆောက်ခဲ့က2010ပြည့်နှစ်မှာတက်တော်ဝင်ပြုလုပ်နိုင်ခဲ့ပါတယ်။ တမန်တော်ကာကွယ်ဥစည်းချုပ်ဘုံဂျုံဝူကြီးမင်းအောင်လိုင်လက်ထက်ဖြစ်တဲ့2017ခုနှစ်မှယခုစိန်တုကာလအထိစေစုနှစ်တစ်ခုတွင်ဖရီဂိတ်စီရရင်ကော်ဗက်စီရရင်ရေကုန်တင်းမောတိုက်ခိုက်ရေးရရင်ကဲလိုကင်းလင်းရေးရင်နဲ့မြန်နှုံးမြင့်တိုက်ခိုက်ရေးရရင်များကိုတို့ချက်တိစောက်နိုင်ပြီးရေကုန်တင်းမောစီရင်များအစဉ်ထိပ် ဝယ်ယူဖြည့်တန်းနိုင်ခဲ့တဲ့အတွက်ဒိဋ္ဌစည်းဝိုင်းစုံကိုကာကွယ်နိုင်ကစစ်စင်နေလိုက်ခိမိလက်နက်ကိရိယာများခိမိရေရင်များနဲ့ဝေဟင်ရေပြင်ရေအောင်သုံးပတ်မြင်စစ်ဆင်နိုင်တဲ့ရေတံဖြစ် အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ခဲ့ပါရဲ့ ကျမတော်အကြီးကရဲ့ကြီးမားတဲ့အမြော်မြင်နဲ့လမ်းညွှန်မှုအောက်မှာကျမတော်ရှိရဲ့မဆုံးမနစ်ကြိုးပမ်းမှုကြောင့်စည်ရရင်အမြောင်များတိုးပွားလာမှုဟာနိုင်ငံရဲ့ရေချောင်းဆိုင်ရာအကျိုးစီးပွားများကိုကာကွယ်နိုင်ပြီးစွမ်းရည်ထက်မြက်တဲ့ရေဓာတ်တစ်ခုဖြစ်တည်ဆောက်နိုင်ပါလိမ့်မယ်။ခင်းနေကြီးတိုးတက်ပြောင်းလဲနေတဲ့ရေချောင်းပညာရပ်တွေရေဓာတ်စနီးဗျူဟာတွေရေဓာတ်လက်နက်နဲ့လက်နက်နဲ့စနစ်တွေ ရရဆက်သွယ်ရေးနဲ့ electronic ပညာရက်တွေရရဆက်မှုလက်မှုပညာရက်တွေကိုလက်ကျင့်သင်ကြားပေးနေတဲ့အပြင်တက်မလို့ရအရာရှိစစ်တီတွေအတွက်ကြီးရည်လေးပူပေါင်းစစ်စင်ရေးတွေကန်တက်စစ်စင်ရေးတွေစတဲ့တိုက်ပွဲဝင်အသင့်ဖြစ်တဲ့ဟာတွေကိုလက်ကျင့်ပေးဖို့အတွက်ရရလက်ကျင့်ဌာနချုပ်နဲ့ရရလက်ကျင့်အကြောင်းတွေကိုဖွဲ့စည်းဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်ဌာနကြီးလေးခုနဲ့လေးကျင်းနှစ်လိုက်ပွင့်လှစ်တင်ကြားတဲ့တင်နန်းများပြင် ကာကွယ်ဦးစည်းချုပ်ရုံးရေးအစီအစဉ်နဲ့တီးခြားဖွင့်လှစ်တဲ့အရာရှိတင်နန်းစစ်တီတင်နန်းတို့မှာခင်မီတင်ထောက်ကိုပြစင်းနာဖြစ်တယ်။ဆီမူလေတာ၊ထရိနာတင်ထောက်ကိုပြစင်းနာနဲ့တင်ကြားလေ့ကျင့်ပေးရရှိပါ။ပြည်တွင်းတင်နန်းများမှာထူးထွန်တဲ့အရာရှိစစ်တီများကိုပြပတင်နန်းများကိုဆေလွတ်တက်ရောက်စေလျက်ရှိပါတယ်။ ဗျူဟာစီရင်စုကိုစီရင်ရင်ဆဲစည်းပါတဲ့တိုက်ခိုက်ရေးရင်အုပ်နှစ်ခုခွဲကြပြီး1988ခုနှစ်မှာစင်မလိုက်တင်းမောခြင်းမှာစတင်ဖွဲ့စည်းခဲ့ပါသည်စီရင်ရင်များကိုတိုးချဲ့တည်ဆောက်နိုင်ခဲ့သလိုရည်ရွယ်ကိုကဲမှုဌာနချုပ်ဌာနချုပ်များတိုက်ခိုက်ရေးဗျူဟာစီရင်ရင်စုများကိုတိုးချဲ့ဖွဲ့စည်းလာနိုင်ခဲ့ပြီးမြမပင်လည်းပင် ကာကွယ်တာဝန်များကိုပုံမူတိုးမြှင့်ထမ်းဆောင်လာနိုင်ခဲ့ပါသည် မြမကမ်းရံတလျှောက်ကမ်းရိုးတန်းစောင့်ကြည့်ရေးဒါများနဲ့အချိန်ပြည့်စောင့်ကြည့်တောင်းဝင်ထမ်းဆောင်နေခြင်းကြောင့်စစ်စင်နယ်ပယ်၄ရက်လုံးမှာတပြိုင်တည်းစစ်စင်တိုင်းမဲ့ရေတဲ့အဆင့်ကိုတက်လန်းနိုင်ခဲ့ပါလိမ့်တမရော်ရေးအနေနဲ့ရင်ကိုတင်းမောပိုင်ဆိုင်နိုင်ရေးအတွက်တမရော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုတန်းရွှေရဲ့နန်းညွန်ကျဲအရ2000ခုနှစ်မှာရင်ကိုတင်းမောစီးရင်အုပ်ကိုစတင်ဖွဲ့စည်းခဲ့ပြီးဆယ်စုနှစ်ပေါင်းများစွာကြိုးစားခဲ့ပါတယ် တမရကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မင်းမင်းရောင်လိုင်ကပြည်ပနိုင်ငံများရဲ့ရင်ကုန်သမော့စီရင်စုများကိုကိုးချိန်တိုင်းတိုင်းတွားရောက်လေ့လာခဲ့ပါတယ်2020ပြည့်နှစ်ဒီဇင်ဘာလမှာရင်ကုန်သမော့စီရင်မင်းရဲ့တင်ကတူကိုတက်တော်ဝင်နိုင်ခဲ့က2021ခုနှစ်ဒီဇင်ဘာလမှာရင်ကုန်သမော့စီရင်မင်းရဲ့ကြော်ထင်ကိုထပ်မံတက်တော်ဝင်နိုင်ခဲ့ပါတယ်ဒေသတွေမှာ ရင်ကုန်သင်းမောပိုင်ဆိုင်တဲ့ရေတပ်ဖြစ်ကိုတက်လန်းနိုင်ခဲ့တည်သောမကရင်ကုန်သင်းမောတွေကို2000ခုနှစ်မှစတင်ပြီးဆယ်စုနှစ်တခုကြာထိလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီးရယူပိုင်ဆိုင်နိုင်မှုစူးစမ်းခဲ့မှုများကြောင့် 3-dimensional နဲ့ navy အဖြစ်ကို ရောက်ရှိခဲ့တဲ့အတွက်ဒေတာရင်းရေတံများနဲ့ရင်မောင်တန်းနိုင်လာခဲ့ပါသည်တမတော်ရဲ့စီရေးစွမ်းအားမြင့်တင်ရန်ကြီးရည်လေးပူပေါင်းဆစ်ဆဲမှုလေ့ကျင့်ခန်းများကိုတမတော်ကြီးဟာ အခြားလက်ရုံတပ်ဖွဲ့များနဲ့အတူပူပေါင်းလေးကျင့်ဆောင်ရွက်ဖို့ရှိပါတယ်။အဲဒီလိုပူပေါင်းလေးကျင့်ခဲ့ခြင်းကြောင့်တမတော်ရေရှိအရာရှိစစ်သည်များအနေနဲ့တမတော်ကြီးလီတို့နဲ့ပူပေါင်းစစ်ဆင်နိုင်စွာရှိတာကိုယုံကြည်မှုအပြည့်အဝရရှိလာစေတဲ့အပြင်တမတော်ရဲ့တိုက်ဆွမ်းရည်နဲ့တိုက်ဆွမ်းအောက်ကိုပါတိုးတက်မြင့်တင်ဆောင်ရွက်လာနိုင်ခဲ့ပါ၏။၂၀၁၉ခုနှစ်မှာစတင်ပြီး viewer စီးရင်စုတစ်ခုရန်လိုက်တော်မှာ ဖြူဟာစီရင်စုတစ်ခုနဲ့တစ်ခုပူးပေါင်းလေ့ကျင့်ရတော်တော့လေ့ကျင့်ခန်းများ စတင်လေ့ကျင့်ကြပါမယ်2009ခုနှစ်တမတော်ရေလီပူးပေါင်းစစ်စင်လေ့ကျင့်ခန်းလေ့ကျင့်ခန်းအောင်စရာကိုရခိုင်ကံယူတဲ့ရေပြင်မှာလေ့ကျင့်နိုင်ခဲ့ပါလိမ့်တမန်တော်ကာဝေးဦးစီးချုပ်ရဲ့လမ်းညွှန်ချက်အရစစ်ရင်တပ်ပေါင်းစုပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း Conflict Exercise CC 2014ကိုတမတော်ကာဝေးဦးစီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးတမတော်ရှိရဲ့ပထမဆုံးရေပြင်မှရေပြင်ပြက်ဒုံးပြန်ပြက်ကတ်မှုလေ့ကျင့်ခန်းများကိုဆောင်ရွက်နိုင်ခဲ့ပါလိမ့်ရခိုင်ရေဒါနဲ့ဖမ်းယူနိုင်တဲ့မိုးကုတ်ဆောင်ဝိုင်းပြမှတ် Radar Horizon Target များကိုပြက်ကတ်တိုက်ခိုက်နိုင်တဲ့ရေတပ်အစစ်မှမိုးကုတ်ဆောင်ဝိုင်းလုံပြမှတ် Over the Horizon Target တွေကိုခြေမုံတိုက်ခိုက်နိုင်စွမ်းရှိတဲ့ရေတပ်အစစ်ကို ြောင်းလဲတန်လန်းနိုင်ခဲ့ပြီးတစ်နှစ်ထက်တစ်နှစ်စည်ရည်ရင်များပြည့်စုံလာသည်တမကလေးချိန်ကလှုပ်ဆောင်ရတဲ့သဘောတဘာဝများကိုပုံမှန်သိရှိနားလည်တော်တော်နဲ့ဆက်ပြီးနေအော်တိုဘားလ15ရက်မှာတက်မတော်ရင်မှစီရင်ရင်တပ်ပေါင်းစုပြည်လဲပြင်စစ်စင်မှု၄ချိန်ကပြုလုပ်ခဲ့ရတယ်။တက်မတော်ကာဘေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမယောင်ကြီးက စည်ရည်ရင်တွေဟာလည်းအစွန်းထက်တဲ့စည်ရည်ရင်တွေဖြစ်ပေါ်လို့တယ်။တိုက်ပွဲအသွာလာခေါ်ဆောင်နိုင်တဲ့စည်ရည်ရင်တွေဖြစ်ဖို့အတွက်ရေပြင်ပေါ်မှာအပြည့်အဝတာဝန်ထမ်းဆောင်နိုင်တဲ့စည်ရည်ရင်တွေဖြစ်ဖို့လိုတယ်လို့ပြောကြားပေးပါရဲ့။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ပိုင်နက်နယ်မြေကိုပြည်လည်ပြမရှိတန်းကြကြပါခွင့်ဆောင်ရှောက်နိုင်ရန်2022ခုနှစ်ဇူလိုင်လ5ရက်နေ့မှာရခိုင်ကမ်းရိုးတန်းရေပြင်တွင်တိုက်ခိုက်ရေးရေပုံတင်းပေါ်စစ်ရေးရေမင်းရဲတိုက်ခတ်သူနဲ့ တိုက်ခိုက်ရေးရင်ကိုတင်မောစီရင်ရဲ့မင်းရဲ့ကြော်တင်တို့အပေါင်းဝင်စီရင်ရင်များရဟန်းရင်များဖြင့်စစ်နီးပြူဟာဆက်ရေပေါ်ရေအောက်ပူပေါင်းဆစ်ဆဲမှုလေးချိန်ကစီစီ2022ကိုမော်တော်ရာသီကာလရာသီဥတုဆိုးရွားနေတဲ့ကြားမှာယခုနှစ်တွင်အောင်မြင်စွာလေးချင်ဆောင်နေနိုင်ခဲ့ပါလိမ့်။ကင်မရာယူတာဝန်ပေးထားတာတော့ဒီတန်စီပွားရေးစုံကိုလှမ်းခြုံနိုင်တဲ့လှမ်းမိုးနိုင်တဲ့ကာဝန်နိုင်တဲ့ တက်မလို့ရေတစ်ခုဖြင့်3 dimensional warfare စဉ်းရနိုင်တဲ့တက်မလို့ရေဖြင့်လုပ်ဖို့ဆိုပြီးတော့မင်းတို့တက်မလို့ရေတာဝန်ပေးထားတာရှိတယ်ဒီလိုသွားနိုင်ဖို့အတွက်လည်းဒါအခုလက်ကျင့်မှုကြီးပြုလုပ်ကြတာ မတော်ရေးရဲ့ခန္ဓာကြီးလေးရဲ့ကောင်းထယ်ပေါ်ဆောင်ရွက်မှုအနေနဲ့သက်ဆိုင်ရာရေဒစကန်ဌာနချုပ်များအလိုက်သက်မှတ်စစ်စင်ရေးရေပြင်အတွင်းစစ်စင်ရေးနဲ့လုံခြုံရေးတာဝန်များကိုထမ်းဆောင်နိုင်ခဲ့ပါတယ်ဒါအပြင်မြန်မာပြည်လည်ပြည်တွင်ရေပေါ်ရေအောက်ဖိုးတန်တရားစာတွေကာကွယ်ဆောင်ရှောက်ခြင်းတရားမဝင်ရွှေပြောင်းမြင်ရခြင်းတရားမဝင်ကုန်စည်ကူးတန်းတင်ဆောင်ခြင်းလူမောက်ကိုကူခြင်းဝိရစီဝါဖြန့်ဖြူးတင်ဆောင်ခြင်းတရားမဝင်လေမျိုးကိုတားဆီးပိတ်ဆို့ခြင်းတစ်ဖက်နိုင်ငံကိုတရားမဝင်ဝင်ထွက်သွားလာခြင်းစသည့် တရားဥပဒေစိုးမွေးလုပ်ငန်းတွေကိုလည်းထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပါလိမ့်မယ်။တန်တမန်ရေးကဏ္ဍမှာ2000ခုနှစ်နောက်ပိုင်းမှာနိုင်ငံတကာနဲ့အင်းနီဂျီနိုင်ငံများကိုချစ်ကြည်ခင်များတွားရောက်ခဲ့ကြကခိုင်မာတဲ့ရင်းနှီးမှုများကိုထူထောင်နိုင်ခဲ့ပါလိမ့်မယ်။ဒေတာရင်းတည်ငြိမ်အေဂျင်ရင်းလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုများဒုံးမြင့်ဆောင်ရွက်ရေးအတွက်အင်းနီဂျီနိုင်ငံရေးတံများအာဆီယံနိုင်ငံရေးတံများနဲ့သာမကနိုင်ငံတကာရေးတံများကိုချစ်ကြည်ခင်များတွားရောက်ခြင်း ီဒီယိုကွန်ဖရင့်ဆင်းများဖြင့်အစည်းအဝေးများပြုလုပ်ခြင်းစာတမ်းဖတ်ပွဲများတက်ရောက်ခြင်းများပြုလုပ်ပြီးတန်တမန်ကြီးအားကဏ္ဍကိုဆင်ဆက်မပြတ်ဒုံးပြင်ဆောင်ရွက်နေရှိပါသည်။တမတော်ကာဘေးဦးစီးချုပ်ပိုချုံမူကြီးမင်းအောင်လာရဲ့လမ်းညွှန်ကြရာစီရင်ရင်အောင်စီရနဲ့စီရင်ရင်ဘရင်တော်တို့ဖြင့်ဘင်္ဂလားပင်လယ်အော်ကိုဖြတ်သန်းပြီးအိန္ဒိယနိုင်ငံဗီဇာခတ်ပတ်တနာမျိုးကိုသွားရောက်လည်ပတ်တဲ့ခီးစဉ်ကတမတော်ရင်ပါအင်ဂျင်နီယာများရဲ့စွမ်းအားနဲ့ ကိုရိုင်းဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တဲ့စီရီယံများနဲ့ပထမဆုံးပင်လယ်ဖြတ်ကျော်သွားရောက်ခဲ့တဲ့ခရီးစဉ်တွေဖြစ်ပါလိမ့်။အာဆီယံရေတပ်ဦးစီးကျော်များအစီအဝေးအာဆီယံနေဗီချစ်ကမီတီ AMC အများကိုလည်းနှစ်စဉ်ပါဝင်တက်ရောက်ခဲ့ပြီးဂူးချိန်မြောက်ရေတပ်ဦးစီးကျော်များအစီအဝေးကို2015ခုနှစ်ဩဂုတ်လ19ရက်နေ့မှ22ရက်နေ့ထိနေပြည်တော်မှာအင်ရှင်နိုင်ငံအဖြစ်လက်ခံပြုလုပ်ခဲ့ပါလိမ့်။ 2006ခုနှစ်မှ2022ခုနှစ်တွင်ဒေသတွင်းခြေတံများတွေ့ဆုံဝင်နိုင်ငံတကာခြေတအခမ်းအနားများနှင့်ခြေတဆိုင်ရာလေ့ကျင့်ခန်းများကိုဆွေးနွေးတက်ရောက်စေသည်စိတ်ကမ်းများကိုအပြန်အလှန်တွားရောက်လည်ပတ်စေခြင်းအင်းဒီဂျင်နိုင်ငံများပါဝင်နိုင်ငံပေါင်း14နိုင်ငံမှစီးရင်159စီးတို့ဟာ132ကြိမ်တိုင်တိုင်ကြည်ကြည်ခင်များလာရောက်လည်ပတ်ခဲ့တဲ့အတွက်ခြေတံများကြား ချစ်ကြည်ရင်းနှီးဖို့ပုံမူရရှိလာတဲ့ပြင်အသိပညာအတတ်ပညာနည်းပညာများ ဖလှယ်ခွင့်ရရှိခဲ့ပါရင်ပြည်ပနိုင်ငံများကိုတမတော်ရေမအစီအရင်14စီနဲ့နိုင်ငံ9နိုင်ငံကို56ကြိမ်ဆက်လွှတ်နိုင်ခဲ့ပြီးအခုချိန်ထိစီရင်ရင်ဆက်လွှတ်နိုင်မှု ရေမိုင်ပေါင်း98234မိုင်တွားရောက်ခဲ့ကမိမိတို့ရဲ့တန်တမာကြီးဟာကံနာကိုပြသနိုင် စာနာကူညီပေးရေးကဏ္ဍမှာတော့မြမပင်လယ်ပြင်နဲ့ကမ်းရိုးတစ်လျှောက်မှာနေထိုင်ကြတဲ့တိုင်းသာမိဘပြည်သူများတဘာဝဘေးအန္တရာယ်ရေချောင်းအန္တရာယ်များကြာရောက်ချိန်မှာတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကရှာဖွေကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးအထက်မိတ်တစုံတရာစောင့်ဆိုင်းရမလို့ပဲအမြန်ဆုံးကူညီဆောင်ရွက်ပေးရန်လမ်းညွှန်ချက်ရရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးနဲ့အထူးရောက်ဆုံးဆောင်ရွက်နိုင်ခဲ့ပါတယ်။၂၀၁၉ခုနှစ်မေလ၂ရက်နေ့မှာတိုက်ခတ်သွားခဲ့တဲ့ နာခင်မုံတိုင်းထံကြောင့်ထိခိုက်နစ်နာဆုံးရှုံးခဲ့တဲ့မြဝကျောမော်ဒေတာနဲ့ရောင်တိုင်းဒေတာကြီးတို့ကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြည်လဲထူထောင်ရေးလုပ်ငန်းများတည်ယူပို့ဆောင်ရေးလုပ်ငန်းများကိုစီရင်ရင်များနဲ့အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ပါသည်2018ခုနှစ်ဧပြီလမှာမြောင်မြကျိုးတတာပြိုကျပြည့်စုံမှုဖြစ်ပေါ်ခဲ့ရာဒေတာခံများခရီးသွားလာရေးအဆင်ပြေစေဖို့အတွက်တပ်မတော်ရင်မှ ကန်းထိုးရင်ရင်များနဲ့တည်ယူပို့ဆောင်ရေးဆောင်ရွက်ပေးခဲ့ပါသည်။ဂျမနော်ရေးရဲ့လူသားချင်းစာနာထောက်ထောင်မှုအကူအညီများနဲ့တဘောဝဘေးအန္တရာယ်ကိစ္စရင်းလုပ်ငန်းများအကောင့်ထက်ပေါ်ဆောင်ရွက်နိုင်မှုများမှာ2015ခုနှစ်မတ်လတွင်မလေးရှားနိုင်ငံမှာအကြောင်းမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသား100နှုန်းကိုစီရီရင်မဟာတီရသူရနဲ့အမိမြန်မာနိုင်ငံကို ပြန်လည်ပေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဒီဘက်မှာဒုက္ခရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပြန်လာနိုင်ဖို့ကျွန်တော်တို့စတင်ဆောင်ရွက်နေပါပြီ။နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီရဲ့ကိုတာတမတော်ပါပဲဦးစီးချုပ်ပိုချုပ်မှုကြီးမင်းအောင်ဟန်ရဲ့လမ်းကြုံချက်တွေညီမလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုပြန်လည်ခေါ်ဆောင်ဖို့စတင်ဆောင်ရွက်ခဲ့ပါပြီ။ကုန်းရည်နယ်သွဲသွတ်ဆုံသောစစ်စင်ရေးရှင်ဗိုလ်တမန်ပေလေသောဆေးရုံရေးရှင်တန်မင်းစီရင်ရင်ဆင်ဖြူရှင်တို့နဲ့2022ခုနှစ် ပေးပိုင်ကြတွင်တွားရောက်ခေါ်ဆောင်ပြပြီးမြန်မာနိုင်ငံသားအမျိုးသားမျိုးသမီးစုစုပေါင်း1086ဦးကိုအမိမြေရင်တွင်ကို ပြန်လည်ခေါ်ဆောင်နိုင်ပါပြီ။ကျွန်မတော်လေးကိုသိနေလို့အောင်လာပါကျွန်မကိုဝေးတယ်လေရှစ်လာပါကလားကျွန်မပါလေးစိတ်တွေမတရားဘူးပြန်လည်အိမ်ပဲပြောဦးပါတော့အဲ့နဲ့စစ်တေမောနဲ့ခေါ်တယ်လေဆိုရကကြတော့မှကျမပြေဖို့မှတွေ့တော့အကုန်စိတ်ပြီးတော့ဖတ်ကြည့်တော့မှအဲ့ဒါတော့မှမယုံသေးဘူးပေါ့နော် 到嗯，买里嘛，时间多嘛的，懒腰啦，这么，你那不是专门背龙虾打哩，没落下来，没苹果，没好把那个苹果，都拿来背嘛哩，我打的没下过。阿那孙子么那把那鱼啊水个，来呀你这么都懒腰嘞。阿那这里嘛来吃嘞，吃到对嘞，都这没啥，你讲那啥玩意你下那个对来打哩？伊那嘛路边多么，没地方去捡来，为啥嘛？这么弄嘞，这个钱少点嘛，哎喽。 အလားတူအိန္ဒိယနိုင်ငံအတ္တမကျုံပို့ပလင်းမှာအမိနိုင်ငံကိုပြန်လာဖို့အခက်အခဲဖြစ်နေကြတဲ့မြန်မာနိုင်ငံသား82ဦးကိုလည်း2021ခုနှစ်မတ်လတွင်မှစစ်ရင်ရင်တမင်ရွှေတီနဲ့ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ယောဂလေးဖြစ်နေကြတာမြန်မာနိုင်ငံအဲ့လိုကိုယ်အမြင်များလေးခေါ်ဝေးတယ်ဆိုတော့ အဘိုးချုပ်မကြီးမောင်လိုက်လဲကျေးဇူးအများကြီးတင်တယ်ကျမတငယ်ချင်းလည်းခေါ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဒီဘိုးကြီးမြင်တာနဲ့ဒီတက်လေကတက်တာနဲ့ကို့မြန်မာပြည်ရောက်တို့ခန်းစားရပြီးတော့ရှင်တက်တက်တာရလေနွနွထွထွနဲ့လိုက်လေလိုက်လိုက်လေလေဂျူဆူပေးတဲ့တွေအရန်ဝမ်းတာပြီးသည့်ဖြစ်မပြုံးမတက်လောက်အောင်ကျေးဇူးအများကြီးတင်ပါတယ်လို့အရန်ပျော်ရွှင်မိတယ်ဘိုးချုပ်မကြီးတာမခေါ်လို့ရှင်တော့ညီမတို့ကအခုချိန်ထိကြာမှာပဲမြန်မာလေးရှားမှာ ပြန်လုပ်လဲရမှာမဟုတ်ဘူးမျောလင့်ချက်လည်းမရှိဘူးပေါ့နော်အခုဘချုံမကြီးဂျေဆုတော်ကြောင့်ပေါ့နော်ဂျေဆုကြောင့်အခုညီမတို့ချောချောမောမောနဲ့မြန်မာပြည်ကိုလည်းရောက်ရှိလာတယ်အဲ့လိုကေတင်ပေးတဲ့အတွက်အတိုင်းမတိအရန်ဂျေဆုတင်ပါတယ်ဘချုံဘကြီးကျမ်းမာပါစေချမ်းသာပါစေမတ်အတက်ရကြည်ရှော့အရှေပါစေလို့ညီမတို့အမြဲတမ်းဆုတောင်းပေးပါတယ်လို့ဒီမှာနိုင်ငံလူတွေခန့်ခါလာကြီးတယ်မဟုတ်တင်ပါတဲ့ဘောမကြီးတိုင်းနေမတွေ့မဟုတ်တင်အဲသူမှာ passport ရှိတယ်ဆိုတော့ပြန်ရတယ် ။မြန်မာနိုင်ငံပါစပို့တွေအားလုံးရှိတယ်ဒါပေမဲ့မခေါ်ရဘူး။မြန်မာနိုင်ငံခေါ်လို့ပြောတာပေါ့။မြန်မာနိုင်ငံပြောရဲအားကြရဲပါ။ကျမတို့ရေရဲ့ဆေးရုံရေရင်များဖြစ်ကြတဲ့ပင်လေသွားဆေးရုံရေရင်တန်တွေမြစ်တွင်းသွားဆေးရုံရေရင်ရှေပစုံတို့ဟာခွဲစိန်တောင်ဖောင်ပြည့်ခလီအယိုးနားနှကောင်းတဲ့ကြောင့်မျက်စိနဲ့သွားနှကရင်ယောဂမျိုးစုံအတွက်ပါရဂူများပါဝင်တဲ့ နယ်လက်အထူးကိုဆေးဖွဲ့ကိုတင်ဆောင်ပြီးသွာလာရေးခတ်ခဲ့တဲ့မြမပင်လေကိုင်းကတစ်ဆောင်နဲ့ဂျုံမြနဲ့မြေကျောင်းတစ်ဆောင်မှာနေထိုင်ကြတဲ့တိုင်းရင်းသားများကိုကျမရေးဆောင်ရှောက်မှုပေးခဲ့ပြီးအနာဂတ်မျိုးဆက်တဲ့မောင်တန်တွေမဲတန်တွေလေးများကိုစေယုံရင်းရင်ပေါ်ရှိတောင်းပါခဲ့ပါအောင်မြင်စွာဝေးဖွားပေးနိုင်ပါမည်။ကြည်ရဲ့အမျှော်မြင်ကြီးမားမှုအရအစွမ်းထက်တဲ့ဒုံမြန်များနဲ့ခင်မီစေယုံရင်းများကိုပိုင်းဆိုင်လာနိုင်ခဲ့ပြီး မြမပင်နဲ့တည်တဲ့စီးပွားရေးဆောင်ကိုအပြည့်ဝကာကွယ်နိုင်ရန်သုံးမှတ်မြင်စစ်စင်နိုင်စွမ်းရှိသောတိုက်ပွဲဝင်အသည့်ရေးတဲ့အဖြစ်တမိုင်းမှတ်တိုင်တဲ့တစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဆလဘီအိန္ဒိယသမုဒ္ဒရာအတွင်းရှိဆက်ဆက်ပင်လယ်ပြင်များကိုအင်အားဖြတ်ကျနိုင်စွမ်းရှိတဲ့ရေးတဲ့အဖြစ်လည်းကောင်း။ရေရှည်မြောင်းမှန်းချက်အနေနဲ့မိမိအကျိုးစီးပွားများဆက်ဆက်တည်ရှိရာရေးတဲ့ကို အင်အားပိုမှုနဲ့ရည်ရွယ်ချက်နှမ်းတက်နိုင်ပြီးမျှော်မှန်းတည်ဆောက်ပြည့်ချီပါလေ။လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိတဲ့ရည်တပ်သားများအနေနဲ့ရှင်းဆွဲသမိုင်းဆင်လာကောင်းများကိုဆက်လက်ထိန်းသိမ်းကာနိုင်ငံတော်ကအားထားလာပြီးပြည်သူတရံလုံးကအားကိုးနေတဲ့အရေးချင်းပြေဝတဲ့ရည်တပ်မတော်သားများဖြစ်မမမမရက်တည်ရဲ့လေခွက်ကြီးကြံအလံမလုံးစိတ်ထားနဲ့စေရင်တုမှသည်ဖြည့်သွင်းချီအောင်လံနှွေဝေတပ်မတော်ကြီးဖြစ် ဆက်လက်ဂျိုးပန်းတိစောက်လျက်ရှိပါကြောင်းတင်ဆက်လိုက်ပါ